အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရေးလမ်းကြောင်းမှာတက်မတော့ပါဝင်ပတ်သက်နေရတဲ့အကြောင်းလေးတွေနဲ့ပတ်သက်ပြီးအ ਨੇ ချင်းလောက်တုတ်ထကြခြင်းလို့ပါဒီအကြောင်းအရာကိုမပြောခင်ကျွန်တော်ပုံကိုရေးအကြောင်းလေးနည်းနည်းပြောပြခြင်းပါတယ်ကျွန်တော် Facebook မှာစာရေးရေးပါတယ်ဗီဒီယိုဖိုင်လေးတွေတင်ပါတယ်လိုအပ်လို့အကောင့်တွေကျွန်တော်အများကြီးဖွင့်ထားပါတယ်အကောင့်တွေအများကြီးဖွင့်ထားမိတာတန်ကောင်းတယ်လို့ပဲပြောရမှာပါဒီအပိုင်းမှာ မင်းတို့ဆိုဆိုတဲ့နာမည်နဲ့အကောင့်ကျွန်တော်ဖွင့်လို့မရပါဘူးဖွင့်လိုက် wine to like ဖွင့်လိုက် wine to like နဲ့မင်းတို့ဆိုအကောင့်မရှိတော့ပါဘူးနောက်တစ်ခါဓာတ်ကန်ကိုအကောင့်မရှိတော့ပါဘူးဘာမာလို့ရေးထားတဲ့ online tone ဆိုတဲ့အကောင့်မရှိတော့ပါဘူးတရဝန်အကောင့်မရှိတော့ပါဘူးကိုအုပ်ကြီးဆိုတဲ့အကောင့်မရှိတော့ပါဘူးဒါကြောင့်မို့ဒီအကောင့်လေးကနေပဲကျွန်တော်လှုပ်ရှားနေပါမယ်ဒီအကောင့်ကလည်းကျွန်တော်ထင်ပါတယ်တိတ်ကြရှိမခံတော့ပါဘူး ဒီကောက်ပြတ်သွားတော့လေနောက်တစ်ကောက်နဲ့ကျွန်တော်ဆက်လက်လှုပ်ရှားနေမှာပါဒါကကျွန်တော်ရဲ့အကြောင်းလေးကိုကျွန်တော်ပြောပြတာမြန်မာပြည်နိုင်ငံရေးလမ်းကြောင်းမှာစစ်တပ်တပ်မတော်ဘာကြောင့်ပါဝင်ပတ်သက်နေရလဲဆိုတာလေးအတုချုပ်ပြီးပြောပြပါတကယ်ဆိုရင်ကာကွယ်ဦးစီးချုပ်နေရာမှာကျွန်တော်နေကြည့်ပါတယ်တပ်မတော်သားတွေရဲ့နေရာမှာနေကြည့်ပါတယ်စစ်ပွဲတွေနဲ့မထိတွေ့ကြပါဘူးနိုင်ငံရေးနဲ့လည်းထိတွေ့ကြမှာမဟုတ်ပါဘူး သို့သော်1962ခုနှစ်မှာဘိုးချုပ်နေဝင်ဥဆောင်တဲ့စစ်တပ်ကမြမကြီးရဲ့အာဏာကိုချိန်လိုက်ရတယ်။ဘာကြောင့်ချိန်လိုက်ရသလဲဆိုတော့တိုင်းပြည်ပြိုကွဲပျက်စီးသွားမယ်အခြေအနေမျိုးနဲ့မတွေ့စေချင်လို့တကယ်လို့များအဲ့ဒီနေ့ကသာတက်မတော်ကအာဏာမသိမ်းလိုက်ဘူးဆိုရင်နောက်နေ့မှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဦးဆောင်ပြီးတော့ပြုလုပ်မယ်အစည်းအဝေးမှာ ဘာတွေဆုံးဖြတ်တော့မလဲဘယ်လိုအစည်းအဝေးဆုံးဖြတ်ချက်တွေပါလာမလဲဆိုတာကိုနိုင်ငံရေးလေ့လာလိုက်စားတဲ့သူတွေစာဖတ်တဲ့သူတွေတမိုင်းကိုစိတ်ဝင်စားတဲ့သူတွေသိကြမှာပါအဲ့ဒီနေ့မှာ အာဏာမသိမ်းခဲ့ပဲအစည်းအဝေးလုပ်ခွင့်သာပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေကဒီအချိန်မှာပြည်နယ်တွေကိုဗီဇာယူပြီးသွားနေရမယ်အခြေအနေမျိုးပါဒါက60နှစ်နဲ့ပတ်သက်လို့ 1988ခုနှစ်မှာလေဒီအတိုင်းမှာပဲဆန္ဒထုတ်ပေါ်ကြတယ်ဆန္ဒပြကြတယ်တက်ကမဆိုင်သလိုနေခဲ့တာပါပဲစစ်တပ်မြန်မာတက်မလို့မဆိုင်သလိုနေတာပါပဲအားလုံးကိုလွတ်လပ်စွာဆန္ဒပြခွင့်ပေးထားတာပါပဲသို့သောလွတ်လပ်စွာရဲ့နောက်ွယ်မှာရန်ကားမှုတွေရက်ဆက်မှုတွေတက်ပြတ်မှုတွေပါလာတဲ့အချိန်သူတို့လူငါတမင်းဖြစ်လာကြတဲ့အချိန်မှာ ိုင်းပြည်ကိုဒီတိုင်းလွတ်ထားလို့မရတော့ပါဘူးရက်ွက်တစ်ခုမှာဓာတ်လက်ရှိရင်အာဏာတစ်ခုတက်ရောက်တဲ့ပုံစံမျိုးဖြစ်လာပါဘူး88ကိုမိလိုက်တဲ့သူတွေကောင်းကောင်းပြီးကြမှာပါဒါကြောင့်မို့တိုင်းပြည်ဒုက္ခမရောက်အောင်ဘုံယုံမှုကြီးစောမောင်းဥဆောင်တဲ့တမရော်ကစစ်တပ်ကတိုင်းပြည်ရဲ့အာဏာကိုသိမ်းလိုက်ရတယ်အဲ့ဒီအချိန်မှာလေရွေးကောက်ပွဲလမ်းကြောင်းကိုဥတီမဲ့အခြေအနေမျိုးတွေဖန်တီးပေးခဲ့ပါတယ် တို့ဆိုညာလေနိုင်ငံရေးကိုနားမလည်ကြလေတော့ဒီမိုကရေစီဆိုတာအစိုးရတည်းရဲ့ဆိုတာရပိုင်းတွင်လာပိုင်းတွင်ခန္တီတိဆောက်လို့မရဘူးဆိုတာကိုတော့မှမသိနိုင်ကြပါဘူးဒါကြောင့်မို့လေစစ်တပ်ကအာဏာသိမ်းတာကိုစစ်တပ်ကအာဏာထိန်းထားပြီးတော့နဝတ္တနာအဖခိဆက်ဆက်ကတိုင်းပြည်ကိုအုပ်ချုပ်သွားတာကိုနှစ်20ကျော်ခံခဲ့ကြရတာ နှစ်တုံကြာနှစ်တက်ဖြစ်စင်မှာလေဒီတိုင်းပါပဲအဲ့ဒီနေ့မှာတက်မတော်ကတိုင်းပြည်ရဲ့အာဏာကိုထိမ့်ပါတယ်ထိမ့်ပြီးတဲ့အချိန်မှာတိုင်းသည့်ပြည်သည့်မိန်ကုံးပြောခဲ့ပါတယ်6လပဲစောက်ပါ6လပြည့်တဲ့အချိန်မှာရွေးကောက်ပွဲလုပ်ပေးပါမယ်သို့သောဆန္ဒတွေစောခဲ့ကြတယ်နိုင်ငံရေးကိုနားမလဲကြဘူးနိုင်ငံရေးပါမဝခဲ့ကြဘူး ဲ့ဒီတော့6လဆိုတဲ့အချိန်ကာလလေးကိုမစောင့်နိုင်ကြပဲပဲဆန္ဒတွေပြခဲ့ကြတယ်ဆန္ဒပြတာတွေအရှင်ရလာတာတဲ့အမြစုပ်ပူမှုတွေတက်ပြတ်မှုတွေဖြစ်ပေါ်လာကြဆန္ဒပြတာကိုဖြိုခွင်းပြီဆိုရင်တော့နှုတ်နှစ်ဖက်မှာထိခိုက်မှုတွေရှိလာကြမှာပါတကယ်လို့သာ အာနာထိန်တဲ့အချိန်ကစပြီး NLD ပါတီဝင်တွေကနိုင်ငံရေးအသိရှိခဲ့မယ်ဆိုရင် ် NLD ပါတီကိုထောက်ခံကြတဲ့ပြည်သူတွေဒါနိုင်ငံရေးပါဝမယ်ဆိုရင်အခုလိုမျိုး6လတစ်ကြိမ်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 တက်တန်းတိုးနေကြအကြောင်းမရှိပါဘူးတကယ်ကတော့မြန်မာနိုင်ငံရေးဖြစ်စင်မှာတက်မတော်ဝင်ပါနေရတယ်ဆိုရဟာနိုင်ငံရေးလုတ်ခဲ့ကြတဲ့ခေတ်ဆက်ဆက်ကနိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝခဲ့ကြလို့ခေတ်ဆက်ဆက်မှာ ရက်ဒီရှင်သန်ခဲ့ကြတဲ့ကျွန်တော်တို့ပြည်သူတွေနိုင်ငံရေးအသိမရှိကြလို့နိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်မလုပ်တတ်ကြတဲ့အတွက်တမရကစစ်တပ်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းကြောင်းမှာဝင်ပါနေရခြင်းပဲဖြစ်ပါတယ်။ကာကွယ်ဦးစီးချုပ်ရောဗိုလ်ချုပ်ကြီးတွေရောတမရသားတွေရောအဓိကအကြဆုံးဖြစ်တဲ့အောက်ခြေရဲဘော်တွေပေါ့ဗျာ။ သူတို့တွေအနေနဲ့ဆိုရင်အေးအေးချမ်းချမ်းပဲနေကြကြမှာပါအုတ်ချုပ်ရေးပိုင်းတွေလည်းဝန်ပပကြင်ကြပါတိုက်ပွဲတွေနဲ့လည်းသူတို့တွေမချုပ်ညင်ကြပါသို့တော်ညာလည်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးအချိုးအွေတိုင်းအချိုးအွေတိုင်းမှာတက်မတော်အနေနဲ့မပရင်မဖြစ်တဲ့အခြေအနေမျိုးတွေနဲ့ကြုံလာရတာမို့မြန်မာပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းမှာ တက်မတော်ကဝင်ပါနေရခြင်းဖြစ်ပါလေကျွန်တော်ပြောတာလွန်နေတယ်လို့ထင်နေဆိုရင်စာရီဖတ်ကြည့်ကြပါသတင်းစာရီပြန်လှန်ကြပါရှစ်မီနောက်မီ လူပုဂ္ဂိုလ်တွေစီကမေးမြန်းကြည့်ကြပါအလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေးဟုဆိုပါ